အခန်း24ခရစ်တော်သည်မြေသီအမှုတော်ကိုယနေ့ဆောင်ရွက်နေသည်။တက်ရှင်ရာဌာနတော်ဆိုင်ရာအကြောင်းအရာများကစိတ်ပြတ်ရခြင်း၏နှစ်နယ်သောအကြောင်းရင်းများကို ဖွင့်ဟဖော်ပြခဲ့သည်။မျောလင့်ချင်းဆိုင်ရာလှုပ်ရှားမှုအပေါ်ဖျားသခင်အုပ်ဆိုထားကြောင်းထင်ရှားစေသည့်သမာတရား၏စုံလင်သော စနစ်တစ်ခုကိုလည်းမြင်သာစေခဲ့ပါသည်။ဘုံတော်ဖြင့် ဒုတိယအကြိမ်ကြွာလာမိကိုရရှင်ကိုယုံကြည်ခြင်းအဖြစ်မျောလင့်ခဲ့သူများသည်မျောလင့်ချက်မပြည့်စုံသဖြင့်စိတ်ပျက်ဝမ်းနည်းကခရစ်တော်ကိုမျက်ခြေပြတ်သွားခဲ့ကြသည်ယခုတွင်မူမကြမီတွင်ဘရင်တစ်ပါးရွေးနှုတ်ရှင်တစ်ပါးအဖြစ်နှင့်ကြွာလာတော်မိ၎င်းတို့၏ဟိဘရဟိမင်းကြီးကို အသက်ရှင်ဆုံးအခမ်းအနားမှာတွေ့မြင်နေရပါသည်သက်ရှင်ရာဌာနတော်မှထွန်းတောက်လာသော အလင်းတန်သည်အတိတ်ပစ္စုပန်နှင့် အနာဂတ်တို့ကိုထင်ရှားစေပါသည် မမေတို့ယူဆောင်လာသည့်သတင်းစကားကိုသူတို့နားလည်ရန်ပြက်ကွက်ခဲ့ကြတော်လေထိုသတင်းစကားသည်၎င်းတို့အားအမြင်မှန်ဘက်သို့ပြင်ဆင်ပေးခဲ့ပါသည်မာရွင်မှုသည် အနာဂတ်ကြံဆိုင်ရာအချိန်သတ်မှတ်ချက်တွင်မဟုတ်ဘဲနှစ်ပေါင်း2300အဆုံးတွင် ဖြစ်ပျက်မိအကြောင်းအရာသတ်မှတ်ချက်တွင် ဖြစ်နေပါသည်သို့စေကားမူအနာဂတ်ကြံတွင်ကြိုတင်ဖွင့်ဆိုထားသမျှသည်ပြည့်စုံပြီးမြောက်ခဲ့ပါသည် ခရစ်တော်ကြွလာသောနေရာမှာဤကဘာကြီးမဟုတ်ပဲကောင်းကင်ဘုံမှာသက်ရှင်ရာဌာနတော်ဤအသက်ရှင်ဆုံးအခန်းဖြစ်ပါသည်ထုံညအခါငါသည်အာယုံပြု၍လူသားနှင့်တူသောသူတို့သည်မိုးတိမ်ကိုစီလျက်ဤကဘာကြီးသို့မဟုတ်ပဲအသက်ကြီးသောသူ၏အထံတော်သို့ရောက်လာ၏ထိုသူကို အထံတော်ပါသို့တွင်ကြ၏ဒိန်းလာအခန်းကြီး9အငယ်73ဤအကြောင်းအရာကိုမလခိအနာဂတ်တိကျမ်းတွင်လည်းကြိုတင်ဟောကိန်းထုတ်ထားပါသည်တိရှုလော့ ငါသွားရလမ်းကိုပြင်ရတော့ငါ၏တမန်ကိုငါစေလို့မြည်။တင်တို့ရှာတော်သခင်တင်တို့တောင့်တတော်ဗရဉ္ဇတမန်တော်သည်မိမိဗိမ္မာန်တော်ကိုချက်ရှင်လာလိမ့်မည်။ကြည့်ရှုလော့ထိုသခင်လာလိမ့်မည်ဟုကောင်းငေဘုခြေရှိထာဝရဖျားမိန်တော်မူ၏။မလခိခန့်ကြည့်တော်ငယ်တဲ့မိမိ၏ဗိမ္မာန်တော်သို့သခင်ဖျားကြွလာခြင်းသည်ချက်ချင်းဖြစ်ပြီး၎င်း၏လူတို့မျောလင့်မထားသောအချိန်တွင်ကြွလာခြင်းဖြစ်သည်ထိုသူတို့သည်ထိုနေရာသို့ ကိုရောကြလာမည်ဟုမျောလင့်မထားခဲ့ချေကိုရောကိုကြိုဆိုရန် သူတို့အစဉ်သင့်မရှိကြသေးပဲပြင်ဆင်စရာများရှိနေသေးဖြစ်သည်ယုံကြည်ခြင်းအဖြစ်အမှုတော်ထမ်းဆောင်နေသော ထိုသူများအားယစ်ပရောဟိတ်မင်း၏နောက်တော်သို့ရှောက်လိုက်စဉ်တွင်ကျင့်ဆောင်ရမည့်တောင်းဝန်အစ်စ်များကို ဖော်ပြတော်မူခဲ့ပါသည်အသင်းတော်အတွက်လည်းအခြားသတင်းစကားတစ်ခုပေးရန်ရှိနေပါသေးသည်အဘယ်သူသည်ခံရလိမ့်မည်နည်း လာတော်မူသောနေ့ရက်ကိုအဘယ်သူသည် မတိတ်မဆောင်ပဲနေလိမ့်မည်နီပေါ်ထုံးတော်မူသောအခါအဘယ်သူသည်ခံရနိုင်မည်နီငွေကိုချွတ်၍တက်ရှဲစေသောသူကဲ့သို့ထိုင်လျက်ရွှေငွေကိုချွတ်သကဲ့သို့လေဝိသားတို့ကိုချွတ်၍တက်ရှဲစေတော်မူသဖြင့်သူတို့သည်ထာဝရဘုရားဖို့ဖြောင့်မတ်ခြင်းပူဇော်တကားကိုပူဇော်ကြလိမ့်မည်မလခိခဲကြီးတော့အငယ်နှစ်မှတော့ ခရစ်တော်ဤကြားဖြန့်ဖျော်ပြင်အမှုတော်အဆုံးသတ်မိအချိန်တွင်ဤကဘာပေါ်၌အသက်ရှင်နေထိုင်သူများသည်ဖျားသခင်ရှိတော်တွင်ကြားဖြန့်ဖျော်ပြသူမရှိဘဲယက်ထကြလိမ့်မည်၎င်းတို့၏ဝတ်ယုံများသည်တက်ဆင်ကြရမည်၎င်းတို့၏ဇာရိတသည်လည်းအသွေးတော်အဖြစ်တက်ဆင်ထားကြရမည် ထိုသူတို့သည်ဖျားသခင်ဂျေဇုတော်နှင့်မိမိတို့၏စူးစားကျင့်ဆောင်မှုအပြင်ဒုစရိုက်နှင့်တိုက်လံပွဲတွင် အောင်မြင်သူများဖြစ်ရမည် စုံစမ်းစစ်ဆေးရာတရားစီရင်ခြင်းကိုကောင်းကင်နိုင်ငံတွင်ဆက်လက်လှုပ်ဆောင်နေစဉ်နောင်တရသောအပြစ်သားများ၏အပြစ်များကိုတပ်ရှင်ရာဌာနတော်မှဆေးကြောတုတ်တင်နေစဉ်ဤကဘာတွင်ရှိကြသောဖျားသခင်သားသမီးများ၌အပြစ်ဆေးကြောခြင်းနှင့်ဆိုင်သည့်အထူးလှုပ်ဆောင်စရာတစ်ခုရှိပါသည်ထိုအရာကိုဗျာဒိတ်အခန်းကြီး၁၄တွင် ဖော်ပြထားသည့်တင်စကားတွင် တင်ပြထားပါသည်ထိုလုပ်ငန်းကိုလှုပ်ဆောင်ပြီးစီးသော အချိန်တွင်ခရစ်တော်၏နောက်လိုက်များသည့်ကြွလာခြင်းကိုကြိုဆိုရန် အစင်သည့်ဖြစ်နေကြလိမ့်မည်။ကိုရရှင်ကြွလာခြင်းကိုကြိုဆိုမိထို့အသိတော်သည်တတ်ရှင်လျက်အပြစ်ကင်းလျက်ရှိသည်ဖြစ်၍အညစ်အကြေးတင်ခြင်းအရေးတို့ခြင်းစသည်တို့နေခြင်း၏အဖက်အခန်းကြီးကငွေ29ကြည်ပါမင်္ဂလာဆောင်လူလင်သည်လာပြီ။တတ်ရှင်ရာဌာနတော်ကိုစေကြောရန်အသက်ရှင်ဆုံးအခန်းထဲသို့ယေဘုရဟိမေနေဖြင့်ခရစ်တော်ဝင်သွားခြင်းဒန်ယလအခန်းကြီး၈အငယ်၁၄သည်၎င်းအသက်ကြီးသူထံသို့ခရစ်တော်ရောက်လာခြင်း ဒန်းလာအခန်းကြီးခုနှစ်အခန်းငယ်73ဒီ၎င်းမိမိ၏ဘိမှန်တော်ထဲသို့ထိုသခင်လာခြင်းမာလကိအခန်းကြီး၃ငယ်၁ဒီ၎င်းအကြောင်းအရာတစ်ခုတည်းကိုဖွင့်ဆိုနေခြင်းဖြစ်သည်ဤအကြောင်းအရာကိုပင် မင်္ဂလာဆောင်ပွဲသို့မင်္ဂလာဆောင်လူလင်ရောက်ရှိလာခြင်းဖြင့်ရှမတဲ့အခန်းကြီး25တွင်ပုံဖော်တင်ပြထားပါသည်။ဤပုံပမာထဲတွင် မင်္ဂလာဆောင်လွတ်လင်လာသောအခါအသက်ရှိသောသူတို့သမီးတို့သည်လွတ်လင်နှင့်အတူပွဲသို့ဝင်ကြ၏ ထို့ကြောင့်မင်္ဂလာဆောင်နုလင်ကြွလာခြင်းသည်ပွဲချင်းပချင်းထက်အလင်ကြပါသည်ထို့မင်္ဂလာပွဲသည် နိုင်ငံတော်ကိုခရစ်တော်လက်ခံသည့်ပွဲအားပုံဆောင်ပါသည်နိုင်ငံတော်ကိုပုံဆောင်သည့်တက်ရှင်သောမြို့တော်ဒီဟုသောယေရုရှလင်မြို့သစ်ကိုသိုးတငယ်ဤခင်မိုးဒီဟုသော မင်္ဂလာဆောင်သူတို့သမီးဟုလည်းခေါ်တော်သည်သိုးတငယ်သိုးတငယ်ဤခင်မိုးဒီဟုသော မင်္ဂလာဆောင်သူတို့သမီးဟုလည်းခေါ်တော်သည်ဒါရကျန်ခန်းကြီး27အငယ်ကို ကောင်းကင်တမန်တပါးကရှင်ယောဟန်အားလာခဲ့ပါတိုးတငယ်ကြီးခင်မွန်းတီးဟုသော မင်္ဂလာဆောင်သူတို့တမီးကိုငါပြမိဟုပြောဆိုလျက်ကြီးမြင့်သောတောင်သို့ဝိညာဉ်တော်အားဖြင့်ငါကိုဆောင်သွား၍တက်ရှင်သောယေရုရှလင်မြို့သည်ဖျားသခင်ဘုံတော်နှင့်ပြည့်စုံလျက်ဖျားသခင်အထံတော်ကောင်းကင်ဘုံမှဆင်းသက်သည်ကိုပြလေ၏။ဗျာဒိတ်ကျမ်းခန်းကြီး27အငယ်30တက်ရှင်သောမြို့တော်သည်မင်္ဂလာဆောင်သူတို့တမီးကိုပုံဆောင်ထားပြီးမင်္ဂလာဆောင်လူလင်အားကြိုဆိုရန် ထွက်သွားကြသောအပြုကညာများမှာအသိန်းတော်ကိုပုံဆောင်ပါသည်။ပြားရိတ်ကျန်းတွင်ဖျားသခင်လူတို့ကိုမင်္ဂလာညစာပွဲသို့တက်ရောက်လာကြသူများဖြစ်သည်ဟု ဖွင့်ဆိုထားရာ၎င်းတို့သည် မင်္ဂလာဆောင်သူတို့သမီးမဖြစ်နိုင်တော့ချေ။ခရစ်တော်သည်မိမိခင်မောအဖို့တစားစင်သော မင်္ဂလာဆောင်သူတို့သမီးဖြစ်သည့်ယေရုရှလင်မြို့သစ်တည်းဟုသောနိုင်ငံနှင့်တကွာ အာနာဇတ်တကိုးကိုရ၏။ကိုရောရှင်သည် နိုင်ငံတော်ကိုရရှိပြီးနောက်ဒိုးတငယ်ဤမင်္ဂလာဆောင်ရသာစားပွဲသို့တက်ရောက်ကြမိဖျားသခင်ဤလူတို့အားကဲတင်ရန်အတွက်ဘရင်တကာတို့ဤပင်သခင်တကာတို့ဤသခင်အနေဖြင့်ကြွလာတော်မူလိမ့်မည်သူတို့ဤသခင်ကိုမျှော်လင့်ခြင်းကြည်ပါ မင်္ဂလာဆောင်လွတ်လည်လာပြီဟုသောကြွေးကြော်တန်ကြောင်းလူအများက ခရစ်တော်ချက်ချင်းကြွလာမည်ဟု မျှော်လင့်ခဲ့ကြသည်တတ်မှတ်ထားသောအချိန်သို့ရောက်တော်အခါ မင်္ဂလာဆောင်လူလင်သည်ဤကဘာသို့ကြွလာတော်မူမူပဲကောင်းကင်ဘုံရှိဖျားသခင်ထံသို့နိုင်ငံတော်ကိုလက်ခံရန်ချီကြွခဲ့ပါသည်။ကြွချီခဲ့ပါသည်။အသက်ရှိသောသူတို့သမီးများသည် မင်္ဂလာဆောင်လူလင်နှင့်အတူပွဲသို့ဝင်ကြ၏ဟုသောဇကားရက်တွင်ကြွလာခြင်းအတွက်အစဉ်အသက်ရှိသူများသည်ဤလောကတွင် ရှိနေကြဆဲဖြစ်သဖြင့်ထိုနေရာ၌ယခုအချိန်တွင် ကိုယ်တိုင်ကိုယ်ကျမရှိနိုင်ကြသေးချေ မင်္ဂလာဆောင်ပွဲမှပြန်လာ၍တကားကိုခောက်တော်အခါချက်ချင်းဖွင့်ချင်းကသခင်လာမီကို၎င်းတို့မျောလင့်နေကြရန်သာဖြစ်သည်လူကာခန်းကြီးစနစ်အငယ်36တို့ရာတွင် ထိုသူများသည် ကိုရော်လှောက်ဆောင်နေသောအရာများကို နားလည်သဘောပေါက်ကကိုရော်နောက်သို့ယုံကြည်ခြင်းအဖြစ်လှိုက်လျှောက်ကြရန်ဖြစ်သည်ဤအရာကိုမင်္ဂလာဆောင်ပွဲသို့၎င်းတို့ဝင်ခြင်းနှင့်ပုံဖော်တင်ပြထားခြင်းဖြစ်သည်ဤပုံပမာတွင်မိခွက်ထဲ၌စီရှိသောသူများသည် ထုတ်ပွဲသို့ဝင်ခဲ့ကြရသည်ကြွလာခြင်းကိုမျောလင့်ခြင်းအတွက်ခါသီးသောစိတ်ပျက်စရာများနှင့်ကြုံတွေ့ခဲ့ရသူများသည်ပို၍ထင်ရှားသောအလင်းကိုရရန်တမကျန်းစာကိုလစ်လိုက်ရင်ဒီခံရဲ့စောင့်မျောခဲ့ကြရာကောင်းကင်ဘုံမှတက်ရှင်ရာဌာနတော်အကြောင်းနှင့်ကယ်တင်ရှင်အမှုတော်အပြောင်းလဲအကြောင်းအမှန်တရားများကို တွေ့ရှိခဲ့ကြသည်ထို့ကြောင့်သူတို့သည်အထက်တက်ရှင်ရာဌာနတော်ရှိကိုရော်ရဲ့အမှုတော်တွင် ကိုရော်၏နောက်တော်သို့ ယုံကြည်ခြင်းအဖြစ်လှောက်လျှောက်ခဲ့ကြ၏ဤအမှန်တရားကိုလက်ခံသူအပေါင်းတို့သည်ထုတ်ပွဲသို့ဝင်ကြရပါသည်တန့်ရှင်ရာဌာနတော်ရှိဏိဂုံချုပ်အမှုတော်တန့်ရှင်ရာဌာနတော်ရှိဏိဂုံချုပ်အမှုတော်ရှမသက်ခရဝင်20နှစ်တွင်ဖော်ပြထားသောပုံမှာထဲတွင်တရားစီရင်ခြင်းသည် မင်္ဂလာပွဲထက်အလင်ကြပါသည် မင်္ဂလာပွဲမတိုင်မီဘရင်ကြီးသည် သိုးတငယ်၏အသွေးတော်ဖြင့်စေကြောချင်းခံရသည့်အနာအစာကင်းသောဇာရိတာကိုပုံဆောင်သည့်မင်္ဂလာဆောင်ဝတ်ယုံများကိုမင်္ဂလာဆောင်လာသည့်ပုဂ္ဂိုလ်များဝတ်မှုဝတ်ကြည့်ရန်ခမ်းမထဲသို့ရောက်လာပါသည်။ယာဒိတ်ခုနှစ်အငယ်14ထိုဝတ်ယုံဝတ်ထားကြောင်းတွေ့ရသူအပေါင်းတို့သည်နိုင်ငံတော်ကိုဝင်စားကာကိုတော်၏ပလင်ထက်မှတနေရာရရန်ထိုက်တန်သည်ဟု သတ်မှတ်ခြင်းခံရပါမည်။ ဇရိတဆန်းစစ်တော်၏အလုတ်ကိုစုံစမ်းစစ်ဆေးရေးဆိုင်ရာတရားစီရင်ခြင်းဟုခေါ်ပါသည်ဤအရာသည်အထက်သက်ရှင်ရာဌာနတော်၏နှိကုံချုပ်လောက်ဆောင်ရမည်အမှုတော်ဖြစ်သည်ခေအဆက်ဆက်အသက်ရှင်နေထိုင်ခဲ့ကြသော ခရိယံများ၏အမှုကိစ္စများကိုစုံစမ်းစစ်ဆေးကဆုံးဖြတ်ချက်ချပြီးသောအချိန်တွင်ဂရုဏာတကားပိတ်ပါသည် အသက်ရှိသောသူတို့သမီးတို့သည်လူလင်နှင့်အတူပွဲသို့ဝင်ကြပြီးလင်တကားကိုပိတ်ထား၏ဟုသော စာကြောင်းတူကလေးဖြင့် ကျွန်တို့ကို လူသားများ၏ကဲတခြင်းဆိုင်ရာအမှုတော်အဆုံးသက်သည့်အချိန်အထိကိုရရှင်ပို့ဆောင်ထားပါသည်။လောကသက်ရှင်ရာဌာနတော်တွင်ယစ်ဘရဟိမင်းကြီးသည်အပြစ်ဖြေရာနှင့်နှင့်အသက်ရှင်ဆုံးအခန်းထဲသို့ဝင်သွားသောအချိန်မှာပထမအခန်းရှိအမှုတော်လုပ်ငန်းများရက်ဆဲသွားခဲ့သည်။ထိုနည်းအတူ ခရစ်တော်၏ကောင်းငင်သက်ရှင်ရာဌာနတော်တွင် ဆောင်ရွက်နေသောအမှုတော်သည်လည်းဖြစ်၏။ခရစ်တော်သည် ကြားဖြန့်ဖြေသူဖြင့်မိမိလှုပ်ဆောင်ရမည်အမှုတော်ဤတစ်စိတ်တစ်ပိုင်းကိုသာပြီးစီးသေးသည်ဖြစ်ရာကြံသေးသည့်ကဏ္ဍများကိုဆက်လက်ဆောင်ရွက်ရပေအောင်မည်ကိုရရှင်သည်ခမဲတော်ဖျားသခင်ရှစ်မောက်တွင်အပြစ်သားများကိုစာမိမိအသွေးတော်အဖြစ်အတနာခံဆဲဖြစ်တော်မူ၏နှစ်ပေါင်း1800လုံးလုံးဖျားသခင်ထံချီးကပ်နိုင်သည့်မျော်လင့်ခြင်းတကားနှင့်ဂရုဏာတကားများသည့်ယခုတွင်ပိတ်သွားခဲ့ပြီဆိုသည်မှာမန်တော်လေအခြားတကားတစ်ခုကိုဖွင့်ထားပေးခဲ့သည် အသက်ရှင်သောအခန်းတွင် ဆောင်ရွက်နေသော ခရစ်တော်၏ကြားဖြန့်ဖြင့်ရေးဆရာအမှုတော်အဖြစ်အပြစ်လွတ်ခြင်းအခွင့်ကို ပေးတော်မူပါသည် လူသားများကိုစားခရစ်တော်ဆောင်ရွက်နေသောအထက်သက်ရှင်ရာဌာနတော်သို့ကျွန်ုပ်တို့ချီးကပ်နိုင်ရန်တကားဖွင့်ထားစေဖြစ်ပါသည်သက်ရှင်သောသူဟောက်မှန်တော်သူဒါဝိမီ၏တကားတော်ကိုကိုင်တော်သူအဘယ်သူများမပိတ်နိုင်အောင်ဖွင့်၍အဘယ်သူများမဖွင့်နိုင်အောင်ပိတ်တော်သူဟု၍ဗျာဒိတ်တော်ငယ်ခုနှစ်ရှစ်တွင်ဖွင့်ဆိုထားသည် ခရစ်တော်ဤစကားများဤဆိုလိုရင်းကိုယခုတွင်တွေ့မြင်ကြရပါသည်အပြည့်ဖြေရာမဟာလှုပ်ဆောင်မှုတွင်ယုံကြည်ခြင်းအဖြစ်ခရစ်တော်ဤနောက်တော်သို့လိုက်နေသူများသည်ဈာဖြန့်ဖြေမှုဤအကျိုးခံစားကြကငင်းပယ်သူများမူကားထိုအကျိုးကိုမခံစားရခြင်းခရစ်တော်ကိုကယ်တင်ရှင်အဖြစ်လက်မခံသော ယူဒများသည် ကိုရောအဖြစ်ရသောအပြစ်လွတ်ခြင်းအခွင့်ကိုမခံစားရကြခြင်းကောင်းကင်နိုင်ငံတော်သို့တက်ကြွသွားသော ခရစ်တော်သည် တပည့်တော်များအပေါ် ဈာဖြတ်ဖြစ်ချင်းဆိုင်ရာကောင်းကြီးများကိုချပင်းရန်ကောင်းကင်တက်ရှင်ရာဌာနတော်ထဲသို့ဝင်သောအချိန်တွင်ယူတများမှာအကျိုးမဲ့ပြပူဇော်ခြင်းနှင့်ပူဇော်တကာများကိုဆက်လက်လှုပ်ဆောင်လျက်အမောင်တို့တွင် ရှိနေကြဆဲဖြစ်ပါသည်ဖျားသခင်ထံတော်သို့ချီးကပ်ရန်လူသားများကနဦးကတွေ့ထားသည့်တကားသည်မဖွင့်တော့တော့လေယူဒများသည် ကိုရရှင်ကိုတွေ့နိုင်မြစ်တခုတည်းသောလန်ဒီဟုသောကောင်းငင်တက်ရှင်ရာဌာနတော်မှတဆင့ ရှာဖွေရန်နီလန်းကိုငင်းပယ်ခဲ့ကြသည်။မယုံကြည်သောယူဒများသည်ကျွန်ုပ်တို့၏ယစ်ပရဟိတ်မင်းကြီး၏အမှုတော်ကိုမတိကြိုးကြုံပြုလိုသောမယုံကြည်၍ဂရုမထားတတ်သောခရိယံများကိုပုံဆောင်ပါသည်။ပုံဆောင်ခြင်းပသောဤအခမ်းအနားတွင်ယစ်ပရဟိတ်မင်းကြီးအသက်ရှင်ဆုံးအခမ်းထဲသို့ဝင်သွားသောအချိန်၌ဣသေလအမျိုးသားပေါင်းတို့သည်အပြစ်လွတ်ခွင့်ရရှိစေရန်လိုငါဖျားသခင်ရှိတော်တွင်မိမိကိုယ်ကိုနှိတ်ချကဗိမ္မာန်တော်၌ စုဝေးနေကြရပါသည် ပုံဆောင်ချင်းခံရသောဤအဖြစ်ဖြစ်ရာနေကြီးတွင်ထမ်းဆောင်နေသည့်ကျွန်ုပ်တို့၏ယိဘရဟိမင်းကြီး၏အမှုတော်အကြောင်းကို နားလည်သဘောပေါက်ကမိမိလှုပ်ဆောင်ရမည်တာဝန်များကိုသိရှိရန်မှာပို၍အရေးပါလာသည်မဟုတ်ပါလားနော်၏အချင်းကသတင်းစကားတစ်ခုကို ကောင်းကင်မှဤလောကသို့ပေးပို့ခဲ့သည် လူသားများ၏ကယ်တင်ခြင်းသည်ထိုသတင်းစကားအပေါ်ပြုတ်မှုဆက်ဆံပေါ်အပေါ်တွင်မူတည်ခဲ့သည်ကဘာဦးအခန်းကြီး6 အငယ်6မှ9ဟေဘရ7အငယ်9တောတုံအချိန်တွင်လေလောတာနှင့်သူဤသမီးနှစ်ယောက်မှလွဲ၍ကြံလူအပေါင်းတို့သည်ခေါင်းခင်မှကြလာသောမိအားဖြင့်လောင်ကျွမ်းကဒေဂျေပျက်စီးခဲ့ကြရသည်ဒေဂျေပျက်စီးခဲ့ကြ၏ကဘာဦးအခန်းကြီး19ခရစ်တော်အချိန်ကလည်းထိုနည်းနည်းနှင့်ဖြစ်ခဲ့ပါသည်ခရစ်တော်ဤမယုံကြည်သောယူဒများအားတင်းတို့နေသောအိမ်သည်တင်းတို့၌လူစိတ်ညံလျက်ကြံရရ၏ဟု မိတ်ဆွေခဲ့သည် မှတ်တမ်းခန်းစဉ်23အငယ်38ခရစ်တော်သည်ကက်ကာလအဆုံးတိုင်အောင်မျိုးကြီးကကယ်တင်ခြင်းသို့ရောက်အံ့သောငါသမတရား၌မွေလျော်သောစိတ်ကိုမခံယူတတ်သည့်ထိုသူများနှင့်ပတ်သက်၍မိတ်ဆွေသည်မှာထို့ကြောင့်တမတရားကိုမယုံဘဲမတရားသောအမှု၌မွေလျော်သူအပေါင်းတို့သည်မှုသာစကားကိုယုံစိတ်သောငါမိစ္ဆာဒိဋ္ဌိပြုပြင်အားထုတ်ခြင်းအခွင့်ကို သူတို့၌ဖျားသခင်လွတ်တော်မူလိမ့်မည်ဟုဖြစ်၏။နှစ်သက်အခန်းကြီးနှင့် ထိုသူများသည်နှုတ်ကပတ်တော်၏တွင်တင်ချက်များကိုငင်းဆန်သောအချိန်တွင်ဖျားသခင်သည်မိမိ၏ဝိညာဉ်တော်ကို ထိုသူတို့ထမရုပ်သိမ်းက၎င်းတို့ကို၎င်းတို့မျက်နှာသောလက်ဖြားမှုများတွင်ပြစ်ထားတော်မူခဲ့သည်တို့ရာတွင်ခရစ်တော်သည် လူသားများကိုစားကြားဖြန့်ဖြစ်ခြင်းမှုကိုထမ်းဆောင်ဆဲဖြစ်ပြီးရှာနေသောသူများအားအလင်းကိုပေးတော်မူလိမ့်မည်1844ခုနှစ်၏ နောက်ပိုင်းကာလများတွင် မျောလင့်ခြင်းတည်င်းစကားကိုယုံကြည်သူများသည်ကြီးကျယ်သောစုံစမ်းခြင်းများနှင့်ရင်ဆိုင်ခဲ့ကြရပါသည်အထက်သက်ရှင်ရာဌာနတော်သို့စစ်နှလုံးရောက်သွားစေသည့်အလင်းတရားကြောင့်သာလူတို့စိတ်သက်သာမှုရရှိခဲ့ကြသည်ဆုတောင်း၍စောင့်ဆိုင်နေစဉ်မှာပင်၎င်းတို့၏ပြပရောဟိမင်းသည် အခြားမှုတော်တစ်ခုကိုထမ်းဆောင်နေကြောင်းသူတို့တွေ့မြင်ခဲ့ရပါသည်ကိုရောနောက်သို့ယုံကြည်ခြင်းအဖြစ် လိုက်လျှောက်သဖြင့်အသင်းတော်ဤနှိကုံချော့မှုတော်ကိုလည်းသူတို့မြင်တွေ့ခဲ့ကြရပါသည်သူတို့သည် ပထမနှင့်ဒုတိယကောင်းကင်တမန်များဤတည်င်းစကားများကိုကောင်းမွန်စွာ နားလည်ကြပြီဖြစ်ရာပြားရကြံခကြီး၁၄တွင်ဖော်ပြသောတတိယကောင်းကင်တမန်ဤတည်င်းစကားကိုလက်ခံရန်အစဉ်သိရှိနေကြချွေပြီး